မတန်ဆွမ်းဖြစ်နေတဲ့သားကိုရှက်လို့လူလုံးထုတ်မပြခြင်းနဲ့မုံမုံမြင့်အောင်အကြောင်းတရုတ်ဆောင်တဦးပြောပြီးရေတကြီးအောင်မဲမင်္ဂလာပါရှင် General Knowledge Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်နမကြီးထိတ်တဲ့အကယ်ဒမီဆူရတဲ့ရုပ်ရှင်မင်းသမီးကုံကြောင့်မုံမုံမြင့်အောင်ဟာမတန်ဆွမ်းသားဖြစ်သူကိုရက်ဆက်စွာ PPE ဖုံးခွက်ထားတဲ့ကိစ္စနဲ့ရင်ဖွင့်လာတာကတရုတ်ဆောင်ရဲလွင့်ဦးပါ။အလုံးလေးတည်ကြတဲ့အတိုင်းမုံမုံပြင်းအောင်ဟာအနည်းပညာလောကမှာထိတ်တန့်မင်းသမီးတစ်လက်အဖြစ်နှစ်ပေါင်းများစွာရည်တည်ခဲ့တဲ့အဝိုင်းမင်းသမီးကြီးဖြစ်ပါတယ်။ဒါကြောင့်လည်းအနည်းပညာလောကမှာသူမရဲ့ဩဇာအာဏာအရှင်ဝါကတော်တော်လေးကိုကြီးမားတာပါ။အခုချိန်ထိလဲဝိုင်းရင်တရုတ်ဆောင်မင်းနမကြီးမုံမုံမြင့်အောင်ကိုအခိုင်အမာအပေးကြတဲ့ပြည်သက်တွေကအများကြီးရှိနေတာပါ။ အခုကမှာတော့တရုတ်ဆောင်ရဲလွင်ဦးကနယ်မကြီးရုပ်ရှင်မင်းသမီးဖြစ်နေတာကြောင့်မတန်ဆွမ်းသားကိုရှက်လို့ဝန်ွက်ထားတဲ့မုံမုံမြောင်အကြောင်းကိုပြောပြလာခဲ့တာပါတကယ်တော့မုံမုံမြောင်ဟာမတန်ဆွမ်းသားကိုဖုံးကွယ်ထားတဲ့ရုပ်ရှင်မင်းသမီးအဖြစ်မြင်ရတာကအတရောင်ထူးချွန်စုစကားမှဖြစ်ပါတယ်အတရောင်ထူးချွန်စုစကားထဲမှာရဲလွင်ဦးနဲ့မုံမုံမြောင်ဟာတားမိအဖြစ်တရုတ်ဆောင်ထားတာဖြစ်ပါတယ်မင်းသမီးကြီးမုံမုံမြောင်ဟာအပြင်လောကမှာတော့ဟန်ပြဖြူစင်နေပြီးနောက်ွယ်မှာတော့မတန်ဆွမ်းသားလေးကို လူရှိထုတ်ပြန်ရမှာရှက်တဲ့အတွက်ဖုံးကွယ်ထားတဲ့နာမည်ကြီးမင်းသမီးဇက်ရုပ်ကိုအပြည့်ပြည့်ဆုံးတရုပ်ဆောင်ထားတာပါတရုပ်ဆောင်ရဲလွင်ဦးအောင်ဆိုရင်လဲတားလေးအခုလိုမျိုးမိခင်ကြီးရဲ့ဖုံးကွယ်မှုကိုခံရတဲ့အတွက်ကြည်ခွဲရတဲ့ character ကိုရဲ့တားလေးကမတန်ဆွမ်းဖြစ်နေတဲ့အတွက်လူလုံးထုတ်မပြခြင်းနဲ့မိခင်တယောက်ရဲ့ရက်စက်မှုကိုလည်းနာကျင်နေခဲ့တဲ့တား character ကိုပုံဖော်နိုင်ခဲ့တာပါအတရာအောင်ထူးချွန်စွာစကားမှာ တကယ်ကိုပြည်ပြင်ကောင်းမွန်ပြီးထူးချွန်စွာနဲ့တရုတ်ဆောင်နိုင်လို့သာအပြင်လောကမှာအမှန်တကယ်ဖြစ်နေတဲ့လိုမျိုးခံစားသက်ဝင်စေခဲ့တာဖြစ်ပါတယ်။မုံမမြောင်ရဲ့မတန်ဆွမ်းတားလေးအဖြစ်ဖုံးကွယ်ခံထားရပါတယ်ဆိုတဲ့ရဲလွင်ဥဆိုတာကလည်းဇလန်တဲမှာတရုတ်ဆောင်နေတာကိုသိပေမဲ့တကယ်ကိုခံစားနေရတာကြောင့်အပြင်မှာဖြစ်နေတဲ့လိုမျိုးဝမ်းနေပြီးရင်ပွင့်လာခဲ့တာပါ။မစ္စမတီမုံမုံမြန်အောင်ကခုနကပြောခဲ့တဲ့အတိုင်းအပေါ်ယံမှာဟန်ဆောင်ပြနေပြီးနောက်ွယ်မှာတော့မကောင်းတဲ့အောက်လန်းတွေနဲ့ပြူစားတက်ပြီးတကယ်ကိုထင်မှားစရာကောင်းတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့ကြားလေးကိုလည်းလူတွေရှိကိုထုတ်မပြဘဲတကယ်ကိုအတ္တကြီးလုံးနဲ့အကယ်ဒမီများရှင်မင်းသမီးတယောက်နေရာကနေတရုတ်ဆောင်ထားခဲ့တာပါဒီလိုပုံစံနဲ့အသက်ဝင်ရောင်ပြေးပြောင်းတရုတ်ဆောင်နိုင်ခဲ့တဲ့အတွက်တကယ်အပြင်လောကမှာကျုံတွေ့ဖြစ်ဖြစ်နေခဲ့တဲ့လိုမျိုးခံစားသက်ဝင်စေခဲ့တာဖြစ်ပါတယ်ဒါကြောင့်လဲမုံမုံမြင့်အောင်ရဲ့တရုတ်ဆောင်အကြီးချင်းကိုတရုတ်ဆောင်ရဲလွင်ဦးကချီးကျူးနေခဲ့တာပါတရုတ်ဆောင်မုံမုံမြင့်အောင်ကဒီလိုတရုတ်ဆောင်ကောင်းခဲ့လို့လဲမနာလိုမှုတွေသူတဲ့ကအတရာမှု နေရလူမှုတွေကြောင့်တရက်ကိုတရက်မကောင်းကြံကြတာအကောက်ကြံကြတာတွေရှိခဲ့ပါတယ်ဒီလိုမကောင်းကြံကြတဲ့နေရာမှာအောင်လန်းဆုံးအတတ်ပညာနဲ့ကျူစားကြတာတွေပါဝင်လာတာပါမမွတ်မြတ်ဟာသူမအရန်အောင်မြင်နေစဉ်ကာလတစ်ခုမှာပြိုင်ဘက်နယ်မြေကြီးရုပ်ရှင်မင်းသမီးတယောက်ရဲ့အမေကသူမကိုအောင်လန်းနီးနဲ့နှစ်ခါပြူစားဖို့တယ်လို့ဆိုပါတယ်မမမြောင်ဟာဒီလိုမျိုးအွန်လိုင်းနီးတွေနဲ့ပြူစားခံရတာကြောင့်လည်းအသက်အန္တရာယ်များစွာနဲ့ကြုံတွေ့ခဲ့ရတယ်လို့ပြောလာတာဖြစ်ပါတယ် ဒီလိုမျိုးအိုက်တင်မင်းသမီးကြီးမမွန်မြင့်အောင်ရဲ့အတရောင်ထူးချွန်စုရုတ်တန်ဇလန်တော်ကြီးနဲ့ပတ်သက်ပြီးပရိတ်သတ်ကြီးကဘယ်လိုမြင်ကြပါသလဲဆိုတာမိမိတို့ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်ပေးသွားကြပါအောင်ရှင်